ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကူပါရှင်နေမြေရေမြေကြောင်းတခြားမြို့လေးမြို့ဆိုရင်ရေမတ်ဒီရောက်နိုင်ပြီဆိုရတဲ့တဲ့တိုင်းဝင်ကြီးချုပ်ယာရူကနှုတ်ထွက်ပြီးရဆန္ဒပြတောင်းဆိုရတဲ့တဲ့နျူကလ িয়ার စီစဉ်များပြဆပါကအီရန်ကိုအမေရိကန်တိုက်ခိုက်မယ်ဆိုရတဲ့တဲ့အသိန်းကိုဗပောင်းဆောင်မှာအဖြစ်ပြီးရမယ်ယူနီပြတောင်းဆိုရတဲ့တဲ့အပါအဝင်အစရှိတဲ့ပြည်တွင်းပြည်ပသတင်းများကိုတက်ဆက်ပေးပါတော့မယ်ရှင် ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ချင်းနှင်းမြေရေမြကြောင်းတခြားမြို့လေးမြို့ဆွေရေမှတည်ရောက်နိုင်မယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မြန်တူတူကပေးပို့လာတာပါ။ချင်းနှင်းမြေဟာမြို့နှမြို့တွင်ဆိုးရရေမတ်ထက်ရှိနေပြီးမြေကြောင်းတခြားမြို့လေးမြို့တွင်ဆိုးရရေမတ်ထိရောက်နိုင်ကြောင်းမိုးရီဝတ္တနေဆလာဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားကြောင်းသိရပါဗျာ။ ချင်းနှိမ့်မြင့်ရင်ဟာဟ ோம் လေးမျိုးရှိဆိုးရရေမန်းထီကိုနှစ်လက်မကန်ရောက်ရှိနေပြီးလာမယ့်တရက်အတွင်းဆိုးရရေမန်းအောင်ပြင်လဲကြဆင်းနိုင်ကဖောင်းပြေမျိုးတွင်ဆိုးရရေမန်းထက်သို့ပြေဝဲခန့်တင်ရောက်ရှိနေပြီးနာမယ့်တရက်အတွင်းသုံးလက်မကန်မြင့်တက်နိုင်ကြောင်းသိရပါဗျာ ဆွေးနွေးမိရင်ဟာရေးမျိုးရဲ့ဆွေးရည်မဲအောင်တပေးကန်နဲ့ရောက်ရှိနေရလာမဲတရက်အတွင်းဆွေးရည်မဲသွင်းရောက်ရှိနိုင်သောကြောင့်မော်လိုက်မျိုးနဲ့ကလေးဝါမျိုးနဲ့မင်းကင်းမျိုးနဲ့နဲ့မုံရမျိုးနဲ့များအတွင်းရှိမြေကန်အနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ချွတွင်တရေပြုနိုင်ရန်နဲ့မိရင်မြင့်တက်လာပါကအချိန်မီခြားခြားနိုင်ရန်မိုးလီဝတာနေစလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထားကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်တိုင်းဝန်ကြီးချုပ်ယာရုကနှုတ်ထွက်ပြီးရဆန္ဒပြတောင်းဆိုခဲ့ပါတယ်ဒီနေ့တော့ငင်းကြောင်ဝ င်ပြပို့လာတာပါတိုင်းဝင်ကြီးချုပ်ပေတုံတဲ့ယာရုကနှုတ်ထွက်ပေးဖို့အတွက်ဆန္ဒပြတောင်းဆိုမှုတွေအချိန်ဟုန်မြင့်တက်လာခဲ့ရလို့သိရပါဗျ။ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟာဟွန်ဆန်နဲ့ပေတုံတဲ့ကိုဖုန်းနဲ့ပြောကြားခဲ့တဲ့အတန်ပိုင်းပေါ်ကြားခဲ့ပြီးအတန်ပိုင်းထဲမှာပေတုံတဲ့ကထိုင်းစစ်တပ်ကိုထက်ထွက်စရာမလိုဘူးဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကြောင့်ဆန္ဒပြမှုတွေပေါ်ထွက်လာတာဖြစ်ပါတယ်။အဲ့လိုပြောကြားမှုအတွက်ပေတုံတဲ့ကပြန်လည်တောင်းပန်ခဲ့ပြီးဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကိုရှောက်ဝါအုပ်စုလို့ခေါ်တဲ့တော်ဝင်မိသားစုနဲ့ထိုင်းစစ်တပ်ကိုထောက်ခံတဲ့အုပ်စုတွေကဥဆောင် ပြုလုပ်နေတာဖြစ်ပါတယ်။ဘန်ကောက်အပါအဝင်မြို့ကြီးတွေရဲ့လက်နေမှာရှောက်ဝါအုပ်စုတွေကမနေ့ကစပြီးဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ယူကလီးယားစီစီများပြင်ဆင်ပါကအီရန်ကိုအမေရိကန်တိုက်ခိုက်မယ်လို့သိရပါဗျ။ဒီတဲ့ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနျူကလ িয়ার စီစဉ်တွေကိုအီရန်ဘက်ကပြတ်ဆမယ်ဆိုရင်အီရန်ကိုတိုက်ခိုက်မယ်လို့ပြောကြားလိုက်ပါတယ်။အီရန်ကောင်ဆောင်ခါမေနီကစနစ်ရကြမြင်ခဲ့တဲ့စစ်ပွဲမှာအစ္စရေးနဲ့အမေရိကန်ကိုအနိုင်ရခဲ့တယ်လို့ပြောကြားခဲ့တာကိုတုတ်ပြန်တဲ့အနေနဲ့ဒေါ်နယ်ထရပ်ကနျူကလ িয়ার စီစဉ်နေပြန်ဆမယ်ဆိုရင်အီရန်ကိုတိုက်ခိုက်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ်ဒေါ်နယ်ထရပ်ကခမင်းဒီမြန်မာပုံနေတယ်ဆိုတာကိုသူသိချားသည်တယ်လို့အစ္စရေးကနောက်ဆုံးအနေနဲ့မိခုံရန်ကိုတိုက်ခိုက်ဖို့စစ်လုံးလိုက်တဲ့တိုက်လေရင်ကိုလည်းနောက်ဆုံးပြန်လဲစေခဲ့လို့အီရန်အနေနဲ့ပုံမဆိုးရတဲ့ထိခိုက်မှုတွေနဲ့မကြုံခဲ့တာဖြစ်တယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်ကမေဒီကကာတာမှာရှိတဲ့အမေရိကန်လေတပ်စခန်းတွေကိုတိုက်ခိုက်နိုင်ခဲ့တာကအီရန်ရဲ့နိုင်ငံဖြစ်တယ်လို့ပြောကြခဲ့တာပါ ်အစ္စရေးနဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့အီရန်စစ်ဗိုလ်ချုပ်တင်နဲ့နျူကလ িয়ার ပညာရှင်တွေကိုနိုင်ငံတော်စစ်စာပနာအခမ်းအနားကျင်းပခဲ့ရလို့သိရပါတယ်ရှင်ဆက်လက်ပြီးအာကစားလင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်အတင်းကိုပပေါင်းစုံမှအဖြစ်ပြင်းရဲ့မဲယူနိပြတောင်းဆိုခဲ့ပါတယ်ဒီတဲ့တော့ငင်းချန်ဝါပြပူလာတာပါမဲနီးပြအီမိုရင်ကအသင်းကိုပဲပေါင်းဆောင်ကနေအဖြစ်ပေးဖို့အသင်းပါရှင်စာကြေးရက်ကလစ်ကိုတောင်းဆိုလိုက်တယ်လို့သိရပါဗျ အီမိုရင်ဟာပရာဂါနဲ့ခါတော့သက်တမ်းကုန်ဆုံးသွားတဲ့နီးပြဖီလန်တင်ကိုသူ့ရဲ့နီးပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ပေးဖို့စာချုပ်ရက်ကလစ်ကိုတောင်းဆိုခဲ့ရမှာအသင်းကိုဘပောင်းဆောင်ကနေအားပြပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်မဲယူအသေးချောင်ရရှိသူတွေဟာနေရာတိအပြောင်းရှိဈေးကွက်အတွင်းမှာဘူးတိုက်စစ်မှုကုညာကို ခေါ်ယူခဲ့တယ်လို့ Bradford တိုက်စစ်မှုအပူမိုးကိုလည်းခေါ်ယူဖို့နှိစက်နေပြီဖြစ်ပါတယ်။ အီမိုရင်ကပြီးခဲ့တဲ့ဘောလုံးရာသီကလိုဆွေးရတဲ့အခြေအနေတွေမကြုံမှုအတွက်ဆိုရင်အသင်းကိုလိုအပ်ချက်မရှိရပပောင်းဆောင်ကအားဖြည့်ပြီးဖို့တောင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အားပေးကြပရိသတ်များအားလုံးကျန်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။